မိမိရဲ့ဇနီးဖြစ်သူဟာအသားမဲလွန်းတာကြောင့်ကွာရှင်းခွင့်လျှောက်ထားလို့ရပါသလားအလုံးဝမင်္ဂလာပါကျွန်တော်ကတော့ LLB Group မြန်မာ Law Firm ကတရားလွှတ်တော်ရှင်တွေဦးအောင်ကျော်ပြောဖြစ်ပါတယ်ကျွန်တော် Law Firm အနေနဲ့အများပြည်သူတို့သိထားတဲ့ဥပဒေဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးမြဝေရဲ့ရှိပါတယ်အဲ့တော့ဒီအကြောင်းအရာလေးကတော့အေဝခစ်မှာเนาะနာမည်ကြီးခဲ့တဲ့ခုံတော်မောင်ကြပန်းရဲ့ဖြတ်ထုတ်လေးတစ်ခုဖြစ်ပါတယ် ဲ့တော့ဒီအဖို့ဟာဆိုလို့ရှိရင်ခုံတော်မောင်ကြပန်းရဲ့ပထမဆုံးလိုက်ပါဆောင်ရွက်ခဲ့တဲ့အဖို့ဖြစ်တယ်လို့ခုံတော်မောင်ကြပန်းကိုတဟုန်ထိုးနာမည်ကြီးစေခဲ့တဲ့အဖို့လည်းဖြစ်ပါတယ်အဖို့ဖြစ်အကြောင်းချင်းရာအချင်းချုပ်ကတော့ရမဲသိမ်းမြို့တကြီးရဲ့သားမောင်ဖြူနဲ့မြင်းချံဝမင်းရဲ့သမီးခင်မဲသူတို့ဟာနှစ်ဦးကြည်ပြူပြီးတော့မှလင်မယားအရာဖြစ်ပေါင်းသိမ်းခဲ့ကြပြီးတဲ့နောက်မှာ မောင်ဖြူကပြန်ပြီးတော့ကွာရှင်းလိုပါတယ်လို့ရှောက်ထားဆွဲဆိုခဲ့တယ် မှုဖြစ်ပါတယ်အဲ့တော့ကွာရှင်းလို့တဲ့အကြောင်းပြချက်ကဘာလဲဆိုရင်နဲ့ခင်မဲသူဟာအသားမဲတာကြောင့်မလို့ဖြစ်ပါတယ်ပေါ့နော်အဲ့တော့မောင်ဖြူဘက်ကနေပြီးတော့ရှင်းနေကတော့အောက်ပြည်အောက်ရွာမှာနာမည်ကြီးနေတဲ့ဘကိုးမျိုးကဥမိုးဆိုသူဖြစ်ပါတယ်ခင်မဲသူဘက်ကရှင်းနေကတော့မောင်ကြပန်းဖြစ်တယ်ပေါ့နော်အဲ့တော့သူတို့တရားရင်ဆိုင်ကြတဲ့ယုံကတော့တောင်ငူမြို့ဝန်ခုံယုံဖြစ်ပါတယ် အဲ့တော့အမှုရင်ဆိုင်တဲ့အခါမှာတရလိုဘက်ကနေပြီးတော့စတင်ပြီးတော့ရှောက်ထားရတာဖြစ်တဲ့အတွက်ကြောင့်မလို့တရလိုရဲ့ရှေ့နေဥမိုးကဘယ်လိုရှောက်ထားခဲ့သလဲဆိုရင်ဗရုံးရောင်ခဲမှင်ထက်မဲသည်မဲမဲတူတူမိမဲသူကိုငဖြူကွာထိုက်မကွာထိုက်စင်ကျင်တော်မူပါဗျာလို့ရှောက်ထားလိုက်ပါတယ်เนาะအဲ့လိုတရလိုဘက်ကနေအဲ့လိုရှောက်ထားလိုက်တာကိုတရပြိုင်ဘက်ကမောင်ကြပန်းကเนาะအခုမှမမဲရှေ့ကမဲသည်မဲမဲတူတူမမဲတူကို ငပြူကွာထိုက်မကွာထိုက်စင်ကျင်တော်မူပါဖရာလို့ပြန်လဲခြေပပါတယ်အဲ့တော့ဥမိုးကရှောက်ထားတာကနော်ပရုံးရောင်ခဲမင်းထက်မဲတစ်ထက်မဲတဲ့မိမဲသူကို မောင်ဖြူနေနဲ့ကွာထိုက်ပါတယ်လို့ရှောက်တယ်ငယ်ချင်းအပေါ်မှာမောင်ကြပန်းကခုမှမဲတာမဟုတ်ဘူးအရင်ကတည်းကမဲတာပေါ့နော်အဲ့တော့ညားတာကြာကာမှဒီမဲတယ်ဆိုတော့အเจ้าပြုတ်ပြီးတော့ကွာရှင်းကိုမပေးထိုက်ပါဘူးလို့ပြန်လဲခြေပပါတယ် တော့ရှင်းနေနှစ်ဦးရဲ့အစိုးပြုချက်တွေခြေပွားချက်တွေအပေါ်မှာမြို့ဝင်မင်းကလောင်းတဲ့တွေဆုံးဖြတ်လို့မရသေးဘူးเนาะအဲ့တော့ရှင်းနေနှစ်ဦးဟာမိမိတို့ရဲ့အဲနေရက်ဒေသနဲ့မိဘအမိတွေကိုဟိတ်ဟထုတ်ပြီးတော့ဂုံပြိုင်ပြီးတော့မှရှောက်တင်ကြလို့ထပ်ပြီးတော့ရှောက်တင်ခိုင်းပါတယ်အဲ့လိုထပ်ပြီးတော့ရှောက်တင်ခိုင်းတဲ့အခါမှာဟန်တာဝရီပကိုးရှင်နေဦးမိုးကနေရက်မှာမြို့ရွှေဘူအမိမှာမန်းနှင်းတူရှင်းနေမှာမောင်ရွှေမို့ဖះမှာကြိုက်သီးရို့လို့ရှောက်တင်လိုက်ပါတယ် နော်အဲ့တော့အဲ့ဒီလျှောက်တဲ့ညပြီးမှခုံတော်မောင်ကြပန်းကလည်းပဲဘလို့လျှောက်တယ်လဲဆိုလို့ရှိရင်တိတ်သီးလေးတန်ဗျာဒိတ်ခံသည် နေရမှာပြည်ရွှေကံအမိမှာမနှင်းဆန်ရှင်းနေတွင်ဗတ်မဆန်ကြော်စောသူမောင်ကြပန်းဖះမှာကက်ကုတန်လို့လျှောက်ထားလိုက်ပါတယ်အဲ့တော့ရှင်းနေဦးရဲ့အပြန်အလှန်လျှောက်ထားမှုတွေပြီးမှမြို့ဝင်မင်းကအမှုအတွက်စဉ်းစားတဲ့အခါမှာဘယ်လိုစဉ်းစားခဲ့သလဲဆိုရင်ပေါ့နော်မောင်ဖြူအားတဲ့မိဘတွေလည်းသဘောတူတယ် လူငယ်ချင်းကလည်းတူညီပြီးတော့လင်မယားအဖြစ်ဆုံဖတ်ခဲ့ပြီးပြီအဲ့လိုဆုံဖတ်ခဲ့ပြီးတဲ့နောက်မှာမှเนาะဒီလိုအသားမဲပါတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ကွာရှင်းခွင့်တောင်းခြင်းဟာကွာရှင်းခွင့်ပေးနိုင်တော့တဲ့အကြောင်းပြချက်မဟုတ်ဘူးဆိုပြီးတော့မှမောင်ဖြူရဲ့လျှောက်ထားမှုကိုပယ်လိုက်ပါတယ်အဲ့တော့ဒါကတော့အဝခက်မှာတကယ်လက်တွေ့မှာဖြစ်ခဲ့တဲ့အမှုအကြောင်းချင်းရလေးဖြစ်တယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့ကဒီဘက်ခက်ကိုပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲ လင်မယားတွေကွာရှင်းပြည့်စဲဖို့အတွက်လျှောက်ထားမယ်ဆိုလို့ရှိရင်ခိုင်လုံတဲ့အကြောင်းပြချက်ဖြစ်ဖို့လိုပါတယ်ဒီဘက်ကမှကျွန်တော်တို့เนาะအမှုလိုက်ပါဆောင်ရွက်ခဲ့ဖို့တဲ့အထဲမှာဆိုရင်အာလူဟင်းနဲ့ချက်ကျွေးလို့ကွာလုံမှုဆွဲတာတို့စသဖြင့်ပေါ့เนาะအဲ့လိုမျိုးဆွဲတာမျိုးတွေရှိပါတယ်အဲ့ဒါဘာနဲ့တူလဲဆိုတော့ဒီအသားမဲလို့ဆွဲတယ်ဆိုတော့เนาะခုံတော်မောင်ကြပိုင်းရဲ့ဖြတ်ထုံးနဲ့ပွားပြီးတော့ဆက်တူပါတယ်အဲ့လိုအကြောင်းပြချက်တွေနဲ့လင်မယားကွာရှင်းပြည့်စဲခွင့်မရနိုင်ပါဘူးအဲ့တော့ နော်အိမ်တော်ရေးအရာကွာရှင်းပြည့်စဲဖို့အတွက်တရားဆွဲဆိုမယ်ဆိုရင်မိမိရဲ့အိမ်တော်ဘက်မှာကွာရှင်းပြည့်စဲခွင့်ရနိုင်လောက်တော့အိမ်တော်ရေးပြစ်ချက်ရှိဖို့လိုပါတယ်အဲ့ဒီအိမ်တော်ရေးပြစ်ချက်တွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ဗီဒီယိုဖိုင်လေးနဲ့ဆွေးနွေးမျှဝေထားတာရှိပါတယ်ဒါကတော့အင်းဝခင်မှာရှိတဲ့ဖြတ်တုံးလေးတစ်ခုနဲ့ဆွေးနွေးမျှဝေခဲ့ခြင်းဖြစ်ပါတယ်နောက်တစ်ပိုင်းမှာတော့ကျွန်တော်သက်ဆိုင်ရာခေါင်းစဉ်လေးတရက်နဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားပါအောင်မယ်ဒီဗီဒီယိုလေးကိုကြည့်ရှုခဲ့တဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်